ထိုင်းဝန်ကြီးချုပ်ဖေးထောင်တန်းရှိနာဝတ်ထရာကနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းနှိမ့်ကွေးနေတဲ့အကြောင်းရင်းတချို့ကောက်နှုတ်ပြောကြားခဲ့ပြီးသူ့ရဲ့အဆိုအရကစီးပွားရေးချဲ့ထွေမှုရှင်မှန်းချက်တွေကိုအင်ပြေအားပြေလှုပ်ဆောင်နိုင်မယ်လို့ကတိပေးခဲ့ပါတယ်။မတ်စတာနေ့ရက်နေ့တုန်းကသူ့ရဲ့အပတ်စဉ်လှုပ်ဆောင်နေကြ Empowering Times အစီအစဉ်မှာဝန်ကြီးချုပ်ကပြီးခဲ့တဲ့နှစ်အတွင်းထိုင်းနိုင်ငံရဲ့ GDP ဟာ2.5ရာခိုင်နှုန်းသာတိုးတက်ခဲ့တယ်လို့အတည်ပြုသွားပါတယ်။အဓိကအကြောင်းရင်းတွေကတော့ နိုင်ငံဟာအသက်ပေါ်ထွန်းလာတဲ့လုပ်ငန်းနယ်ပယ်တွေမှာစင်ဆက်မပြတ်ရင်းနှီးမြှုပ်နှံနိုင်မှုမရှိတာပြီးတော့လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းထိုင်းနိုင်ငံဟာအနာဂတ်လုပ်ငန်းအသစ်တွေအတွက်ပြင်ဆင်ထားမှုမရှိခဲ့တာတွေဖြစ်တယ်လို့ဖေထောင်တန်ကပြောပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကထိုင်းမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု project တွေတန်ဖိုးကစုစုပေါင်းဘတ်1.3 trillion ထိများပြခဲ့ပြီးဒါဟာဆယ်စုနှစ်တစ်ခုအတွင်းအမြင့်ဆုံးရရှိခဲ့တယ်လို့သူကဆိုပါတယ်။ပြီးတော့လက်ရှိ2025ခုနှစ်ထဲမှာ Google, TikTok နဲ့ Nvidia တို့လိုကုမ္ပဏီကြီးတွေကထိုင်းမှာရှင်းလင်းမြုပ်နှံမှုတွေလှုပ်ဆောင်ဖို့စီစဉ်ထားပြီးဖြစ်တယ်လို့လည်းဆက်ပြောပါရယ်။ထိုင်းဝန်ကြီးချုပ်ကသူ့ရဲ့ပထမရာထူးသက်တမ်းအတွင်းမှာတင်စီးပွားရေးတိုးတက်အောင်လှုံ့ဆော်မယ့်အစီအမံတွေကောင်းကောင်းအကောင့်ထဲပေါ်နိုင်မယ်လို့ယုံကြည်ကြောင်းနဲ့နိုင်ငံစီးပွားရေးတိတိတသာတိုးတက်နှုန်းမြင့်လာဖို့ဖြစ်နိုင်ခြေရှိနေစေလို့ယူဆကြောင်းလည်းမှတ်ချက်ပေးသွားခဲ့ပါရယ်ရှင်။